ဘောင်းမောင်လေးပြင်းရင်းလွှိုင်းနဲ့ကြောက်ကမ်းမနာကိုရောက်လာခဲ့တာပါဟာဒုက္ခပဲရှေ့မှာပြေးလဲမရှိတော့ဘောင်းမောင်အဲ့လိုပြောနေတော့သူ့နာကိုရွာသားတွေကမိတို့နေကိုင်းပြီးရောက်လာခဲ့ကြတယ်ရွာသားတယောက်ကကဲဘောင်းမောင်မင်းအဖမ်းခံလိုက်တော့မင်းမှလွန်လန်းမရှိတော့တညနေမှာတော့ပိုတူနဲ့မိဝိုင်ကောင် ရွာတွေကစာဟောင်းဆိုင်မှာစာအုပ်ယူနေကြတယ်။မိဘကဖို့တူငပိန်တို့နေအောင်ရောနေနဲ့ပါလို့လိုက်မလာခဲ့ရလေဟ။ငါတို့ကိုခေါ်သေးတယ်။ငပိန်ကရွာတွေကကလေးတွေကိုတိုင်းမညာသိမိနေရလို့မအောင်တော်ဘောကလည်းသူတို့အိမ်နာကကြီးတင်ကြီးတို့အိမ်မှာပဲတွေချွေကူနေရလို့မအားလို့ပြောတယ်ဟာအမေတော်ဘောကတဲဟုတ်ပါလားပဲတွေဘာတွေချွေကူလို့ဟုတ်ပါဟာဒါနဲ့နေရောစောင်းတွေရွေးပြီးပလားအင်းပြီးပြီဟာ ငါကြိုက်တာနှုတ်ပဲတွေ့လို့ငါတော့၃လောက်တွေ့တယ်။ပြီးရင်ဗီဒီယိုရုပ်ရှေ့သွားပြီးတော့မဟုတ်သားပဲစားကြတာပေါ့။ Okay လीဒီလိုနဲ့ညာဘက်ရောက်တော့ပူတူလေးအဲကဲရှိမှတိုင်းကသူ့အဟောင်းဆိုင်ကဝင်လာတဲ့ဆောင်းကိုဖတ်နေခဲ့တယ်။ဝိုးပထမပိုင်းနဲ့တော်တော်ကြွေးနေပြီ။မိုက်တယ်မိုက်တယ်။အာအဲ့လိုပြောပြီးပူတူလေးဆောင်းကိုစိတ်ဝင်တစားနဲ့ဆက်ပတ်နေခဲ့တာပါ။တ냐မှာတော့ကိုပေါင်းမောင်တယောက် သူ့မရဲ့မြင်ဖြစ်တဲ့ရွာကိုပြန်ရောက်လာခဲ့တာပါ။ဘောင်းမောင်ကလမ်းနဲ့ရှောင်းလုံးဟောင်းနေတဲ့ခွေးတွေကိုအတန်ပြုတ်လိုက်တယ်။ဟေးခွေးတွေကျုပ်ပါဘောင်းမောင်အတင်းကိုဇွတ်ဟောင်းနေတော့တာပဲ။အဲ့လိုပြောရင်းနဲ့သူ့ရင်ရှိကိုရောက်လာခဲ့တော်တယ်။ဟာအင်းထဲမှာမင်းလေးနေရပြီ။ကျုပ်မိမှာကျုပ်ကိုစောင့်နေရတင်းနေ။ဒီလိုနဲ့ကိုပေါ့မောင်လေးအင်းထဲကိုဝင်သွားခဲ့တော်တယ်။ ။အိမ်ထဲကိုရောက်မှာတော့မိမဖြစ်သူမိနွေကတမင်စပွဲပြင်ပြီးအသိထိုင်ဆောင်နေခဲ့တာပါ။ဟမ်ဟာမိနွေခုချိန်ထိကျုပ်ကိုစောင့်နေခဲ့တာလား။တမင်စပွဲရှိမှထိုင်နေရဲ့မိမဖြစ်သူဟာမျက်နှာညှုံးငယ်နေတာကနေကိုပေါမောင်တန်းကိုကြားလိုက်တော့ဟမ်ကိုပေါမောင်ရှင်းတကယ်ပြန်လာရင်နော်။ပြန်လာတော့မိနွေရဲ့ဒီနေ့ကိုကျုပ်ဆက်ဆက်ပြန်လာမယ်လို့မှတ်သားခဲ့တယ်လေ။အဲ့လိုကအဲ့လိုဆိုပေမဲ့ ရှင့်ကိုဒီပါအလိုရှိနေကြလို့ရှင်ပြန်မလာတော့ဦးမှတ်တာကိုဘမောင်ရဲ့ဟမ်ဘာလို့ပြောချင်တာလဲမီနွေရဒီပါကကျုပ်ကိုဘာလို့အလိုရှိနေရလဲရှင်ကိုဒီမသိသေးလားကိုဘမောင်ရှင်ငယ်ချင်းကိုတောင်းဟန်ကရှင်ခရီးထွက်တဲ့နေ့ရပဲဓာတရာနဲ့သူ့အိမ်မှာဆုံးသွားခဲ့တယ်ရှင်ဟမ်တောင်းတောင်းဟန်ဆုံးပြီဟုတ်လားဟုတ်တယ်ကိုဘမောင်ပြီးတော့သူ့ကိုတတ်ခဲ့တဲ့သူဟာရှင်ဆိုပြီးတရာလုံးကတတ်မှတ်လိုက်ကြတယ်ဟမ် ဘာလို့ကျုပ်ပါလို့တတ်မှတ်လိုက်ရတာလဲကျုပ်တောင်းရယ်ဆုံးတာမသိခဲ့ဘူးကွဟုတ်အဲ့ဒါကိုတောင်းရယ်ဝမ်းပိုက်မှာစိုက်နေတာရှင့်ရဲ့ဒါဖြစ်နေရကြောင်းမဘာဒါဆိုကျုပ်တတ်တဲ့ကြောက်ကြခံလိုက်ရတာပဲကျုပ်ဒါပြောင်းသွားခဲ့တာကြာပြီကွရှင်ဒါဒါဆိုဟုတ်တယ်မိနွေကျုပ်လောက်ကြံခံရတာပဲဒါဆိုဘယ်လိုလုပ်ကြမလဲကိုပေါ့မတကြီးတော့ရှင့်ကိုဖမ်းမို့ဆိုပြီးဒီညပြန်လာကြည့်ဖို့ပြောသွားခဲ့တာရှင့်ဘယ်လိုလုပ်အောင်မလဲ ကျုပ်လောက်တာမမဟုတ်တာရင်ဆိုင်ဖြည့်ရှင်းရမှာပေါ့ကိုပေါင်းမောင်အဲ့လိုပြောနေတော့သူတို့ရဲ့ရှိကနေတကြီးရဲ့ဩခေါ်တန်းကိုကြားလိုက်ရတာပါမင်းတို့ရေမင်းတို့ရှင်းဟိုလာလာပါပြီတကြီးဒီလိုနဲ့ကိုပေါင်းမောင်ကမင်းတို့အိမ်ထဲမှာပဲနေအပြင်ကိုထွက်မလာနဲ့ကျုပ်တယောက်တည်းသွားမယ်ဟိုဖြစ်ဖြစ်ပါမလားကိုပေါင်းမောင်ရေဖြစ်ပါတယ်ဒီမှာပဲနေရခဲ့ အင်မြင်ဘက်ကိုရောက်မှာတော့တကြီးပောင်ဝင်ရွာသားတချို့ကမီးတုပ်တွေကင်ပြီးရက်ဆောင်နေကြတာပါ။ဘောင်မောင်ထွက်လာတာကိုမြင်လိုက်တဲ့အတွက်ကြောင့်တကြီးဟာဟာဘောင်မောင်မေလူသားသမားဘောင်မောင်ပြန်လာပြီဖမ်းကြဟိတကြီးအဲ့လိုပြောလိုက်တော့ရွာသားတချို့လည်းဘောင်မောင်ကိုဖမ်းဖို့အတွက်လှုပ်ကြရင်ဒီလိုနဲ့ဘောင်မောင်ကခဏလေးပါတကြီးကျုပ်ကလူသားသမားမှလို့ဘလို့အချက်တွေနဲ့ကျုပ်ကိုဆွဆွဲရတာလေဟာမောင်တော်ဟန်ရင်ဝမ်းပိုက်မှာ မင်းသားစိုက်မိနေရလေကွာအဲ့ဒါပိုးတဲ့တက်တယ်လိုချင်သေးရလားဟာအဲ့ဒါကြုတ်တာဆိုပေမဲ့ကြက်တက်ခေတာမဟုတ်ဘူးဗျအဲ့ဒီဒါရှေ့လာခီးသွားရင်းနဲ့လမ်းမှာကြက်ပြောက်သွားခေတာအဲ့ဒါနဲ့ရွာသားတယောက်ကတကြည်ကောင်းမောင်ကလူတက်တော်ကတက်ပြီးခုမှဇလန်းထွင်ပြီးတော့ပြောနေရပြီဟမ်ဒါလို့နဲ့ရွာသားတွေကလည်းဝိုင်းတောက်ခင်ကြတော့တယ်ဟုတ်တယ်ဟုတ်တယ်ဘာမောင်ကလူသက်တရခံမဲ့တကြည်ဒါလို့ဆိုလဲဘာမောင်ဖမ်းကြကွာ အိမ်တော်တို့ကကြီးနဲ့ရွာသားတွေလည်းဖမ်းဖို့လုပ်ကြတဲ့အတွက်ကြောင့်ဘောင်းမောင်လည်းအိမ်နေရာကနေထွက်ပြေးလာခဲ့လိုက်တယ်။ဘောင်းမောင်လည်းပြေးရင်းလာရင်းနဲ့ကြောက်ကမ်းမနာကိုရောက်လာခဲ့တာပါ။ဟာဒုက္ခပဲရှေ့မှာပြေးလည်းမရှိတော့ဘောင်းမောင်အဲ့လိုပြောနေတော့သူ့နာကိုရွာသားတွေကမီးတုပ်တွေကင်ပြီးရောက်လာခဲ့ကြတယ်။ရွာသားတယောက်ကကဲဘောင်းမောင် မင်းအဖမ်းခံလိုက်တော့မင်းမှလွန်လန်းမရှိတော့ဟုတ်တယ်ပါမဒီအချိန်မှာမင်းဘလို့ပြပြပြင်းမလို့တော့ပါကျုပ်ကိစ္စကိုကျုပ်ဆုံးပြတ်မှာပါအဲ့လိုပြောပြီးဘောင်းမောင်ကကြောက်တဲ့ကိုခုံစင်းသွားခဲ့တယ်ဟာဘောင်းမောင်ကြောက်တဲ့ကိုခုံချသွားပြီကျောင်းရအောင်မှာရေရှိတယ်ကွာဘောင်းမောင်မသိနိုင်သေးဘူးဝင်းတုကိုစိတ်ဝင်စားနေဖက်နေရဖို့တူအောင်ဖက်နေရင်းမှာပဲဆက်ပတ်လို့မရဖြစ်သွားခဲ့တော့တာ အကြောင်းကတော့နောက်ပိုင်းဒီကဆာရွက်ဒီပြင်းနေရကြောင်းပါဟာသွားပါပြီကွာဇလန်ဇက်ရှိန်တက်နေပြီဟောင်းဆာရွက်ကမလို့ဖြစ်ပြီးတော့ပြင်းနေရလေအဲ့ဒါမှဒုက္ခပါပဲကွာအဲ့ဒီအဆက်ကိုဘယ်မှာပြန်သွားပြီးတော့ဖတ်ရပါမလဲဟာအဲ့လိုပြောပြီးဖို့တူလင်းဆာအုပ်ကိုဟိုလန်တည်းလဲကြည့်လိုက်တီအဲ့ဒါမှအေးရောဆာရေးဆရာနာမည်လေးပြက်နေလားဟမ်ငါတို့ဒီညအိတ်ပြောတော့မှမဟုတ်ဘူးဒီလိုနဲ့ဖို့တူလင်းအခန်းထဲဝင်ပြီးတော့ အိမ်ရောင်ဝင်ခဲ့တော်သည်ဟောတည်ကျင်စိတ်ကိုဖျောက်ပြီးအိမ်ပြောင်းအိမ်အောင်မှာပဲအဲ့လိုပြောပြီးဖို့တူလင်အိမ်ရောင်မှဝင်လဲလိုက်တယ်ဆိုရင်မင်းသူကရင်သားမဦးလေးကြီးတယောက်ကရုတ်တရက်ပေါ်လာခဲ့တာပါဟမ်ဦးလေးရောင်ဘသူလဲရင်ကျွန်တော်ခံနေဖို့ဘလို့လို့ရောက်နေခဲ့တာလေဟိုကျုပ်နမေကဘာမောင်မဗျာဒါဆိုဟိုဝိတုတွေကကိုဘမောင်လားဟုတ်ပါတယ်ကျုပ်ကကိုဘမောင်ပါ ။ဟိုဒါဆိုကျွန်တော်ကစိတ်ဆွဲပြီးအိမ်မက်မက်နေရမြန်လိုက်ရင်အိမ်မက်မဟုတ်ပါဘူးအပြစ်မှတကယ်ဖြစ်နေရပါ။ဗျာဖို့သူလေဝိတုတွေကဇက်ကောင်ကသူ့ရှိမှရုတ်တရက်ပေါ်လာတော့အန်ဟောနေခဲ့တော်ဒီ။ဟိုဒါဒါဆိုကျွန်တော်စီကိုဘာလာလောက်တာလဲ။အဲ့ဒါကျုပ်ဒီကငါညီကိုအကူညီလေးတောင်းချင်လို့ပါ။ဗျာဘလို့ကူညီလဲ။ဒီလိုပါ။အဲ့ဒီဝိတုတွေမှာဇသိမ်းမက်ရပြင်းနေခဲ့တာဆိုတော့ ကျုပ်အဲ့ဒီဝိတုတွေကနေထွက်မရပဲဖြစ်နေပါတယ်။အဲ့ဒါဇလန်းကိုပြန်ရေးပေးပြီးကျုပ်ကိုအဲ့ဒီဝိတုတွေကနေခေါ်ထုတ်ပေးပါ။ဟိုအဲ့ဒါဘယ်လိုလုပ်ရမှာလဲ။အဲ့ဒီဆောင်ကစာရေးဆရာနမည်တော့မရှိတော့ဘူးဗျ။အဲ့ဒီစာရေးဆရာကဘသူဆိုတာလိုက်ရှာဖို့မလိုပါဘူး။တရေဖြစ်နေရဲ့စာရေးဆရာတက်ကိုရှေးခိုင်းမှသာကျုပ်ကအဲ့ဒီဝိတုတွေကထွက်လာလို့ရမှာပါ။ဟမ်။အော်အဲ့လိုလား။ဒါလို့ဆိုရင်ကျွန်တော်ကူညီပေးပါမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။အဲ့လိုပြောပြီးကိုပေါမောင်လေး ပြောက်ွေသွားခဲ့တဲ့အတွက်ဖိုတူလည်းအိမ်နေရာကနိုးလာခဲ့တော့တယ်။နိုးနိုးချင်းမပဲသူ့ကိုထိုင်ကြည့်နေရင်ငပိန်နဲ့တုပ်ပေါ်ကြောင်ဖိုတူလည်းထက်လန့်သွားခဲ့တော့တာ။အာမလီပလုတ်တော့လန့်တာကွာမင်းတို့နှစ်ယောက်ကလေဘလို့ဖြစ်ပြီးတော့ငါ့ရင်ကိုရောက်နေရတာလေ။ဟာမေမေမနီယာတို့တွေကိုဖုန်းဆက်ခေါ်ထားရလीကွာ။စောနိုင်နေများစောစောလာခဲ့ပါဆို။အေးလေဟုတ်သားပြီ။သူကြတော့အိတ်သေးနေ။ဟာဘာလဲပြောနေရလဲ။ ။ငါမင်းတို့မခေါ်ထားပါဘူး။ခုမှအိယာနုလို့အတိတ်မိနေရလားပဲ။မင်းအမေမနေညာဂရုတွေကနေဖုန်းခေါ်ပြီးပြောခဲ့တာလေကွာ။ဟိုကိုဘမောင်ဆိုတဲ့တယောက်ကိုဝတ္ထုတွေကနေကဲထုတ်ပြီးဖို့တရေဆိုင်ဆီယာမောင်ကိုတွားရှာကြဖို့လေ။မနေ့စောစောလာခဲ့ပါဆိုပြီးမင်းအမေပြောတာလေကွာ။ဟမ်။ဟင်တကယ်လား။ဟာတကယ်ပါဆို။လာတော့ပေါ့အပြင်ထွက်ကြဆို။ဒီကောင်လေးယူးကြောင်ကြောင်နေဘာပြောနေရမသိဘူး။အဲ့လိုပြောပြီးငပိန်နဲ့တုတ်ပေါ်လေး အကမ်းမြင်ဘက်ကိုထွက်သွားခဲ့ကြသည်ပိုတူကတော့မြန်ဆန်လုံးနဲ့ဖြစ်ပျက်ကိုတွေ့ရင်နဲ့အကမ်းထဲမှာတယောက်တည်းကျန်ရင်နေခဲ့တော့တာအိမ်နောက်တော့ပိုတူလည်းအိမ်ရောက်ကိုဆင်းလာခဲ့တော့ရီမိဝိုင်းကတော်ပြုံးကိုတပြက်စီလဲကိုနေရကဟက်ပိုတူအိတ်ပေါ့ခုမှနိုးလာလားဟွန်းသူပဲဆော့ဆော့လာခဲ့ကိုပြောပြီးသူပဲနောက်ကျငပိန်တဲ့တော်ပေါ်ကကွပြစ်ပေါ်မှာထိုင်နေတဲ့ ဒေါ်ပြုံးချထားပြီးတဲ့ကောင်းကြီးပေါင်းတွေကိုစားနေရကောင်းငပိန်ကနေအေးလီဟုတ်သားပြီလာမနေ့စာလာစားကြည့်ပြီးရင်သွားကြမယ်အေးပါဟာမသိရင်လေမင်းတို့ကအင်ရှင်ကြနေရပဲတော်ပေါ်ကကောင်းကြီးငချိတ်ပေါင်းနဲ့အာဖတရားစားနေရင်နဲ့အရှိပြုံးဒီကောင်းကြီးမောင်ကဈေးရဝယ်လာလိုက်မှောက်ဘူးတော်ပေါ်လေးရဲ့အကြီးကောင်တိုင်းပေါင်းထားတာကွဝါအရှိပြုံးလက်ရရှဲကောင်းတော့ပဲအေးကွယ်မြန်မာစားကြရင် မိဝိုင်းလေးရောသွားစားပါလားအရေးတယောက်တည်းမိုက်တွေတင်းလိုက်ပါမယ်ရပါတယ်ရှိရဲ့တမီပြီးအောင်လို့ကုသိမ်းပေးမှာပါအေးကွယ်မိဝိုင်းလေးကလေမာလိုက်တာဟိဟိအိမ်နောက်တော့ပို့ထုတို့လေးယောက်သားတရေဆိုင်ဆီယာမကိုရှာချဖို့အတွက်အိမ်ကထွက်လာခဲ့ကြတယ်ပို့ထုကငါမင်းတို့ကိုပြောပြစရာတခုရှိတယ်ဟာဘာများလဲပို့ထုရဲ့မင်းညာမင်းတို့ဂရုတွေကနေဖုန်းခေါ်လိုက်တာငါမဟုတ်ဘူးကွာ ဒီဖို့တူတော့လာနောက်နေဒါဆိုဘာတူလဲတရေလားအေးတရေတော်မှာဂျူရိုတရေမှုတ်ဘူးကဟမ်ဒါဆိုဘလို့တရေလဲဖို့တူရဲ့နင်ကလည်းမရှိမရှိနဲ့ငါပြောပြမယ်ဒလိုဟဒလိုနဲ့ဖို့တူလဲသူမင်းညာကအိမ်မက်မက်တဲ့အကြောင်းရာကနေငပိန်တို့ရောက်လာခဲ့တာအဆုံးပြောပြလိုက်တော့တာဒါဆိုမင်းညာကဂရုတွေကနေဖုန်းခေါ်လိုက်တာနင်မဟုတ်ဘူးပေါ့အောင်မလီကြောက်ဖို့ကောင်းလိုက်တာ ဖုန်းနဲ့တော့တရေကြောက်ခံနေရတယ်လို့ဖို့သူဒါလို့ဆိုအဲ့ဒီဝတ္ထုတွေကကိုပေါမောင်ဟာအပြင်ကိုရမ်းထွက်ကျင်နေကြထင်နေနော်ဟမ်အေးငါလည်းအဲ့လိုထင်မိတယ်ဟာဒါဆိုငါတို့တရေဆိုင်ဆီမှာဘယ်နှမသွားရှာကြမှာလဲอืมတို့ရေရှင်တစ်ကောက်ကတရေကလေးကိုသွားလိုက်ရှာကြရင်နဲ့ကန်ဆိုးတဲ့တရေဖိုးပိန်တို့ရှောင်းမလျှောက်ခင်တော်ရီမှာတရေဆိုင်ဆီမှာနေတွေ့ခဲ့ကြတယ်မဟုတ်လားအဲ့ဒီကိုပဲထပ်သွားရှာကြတာပေါ့ဒါဆိုငါတို့ကတရေပုံစံပြောင်းရအောင်မလား อืมလိုရင်တော့ပြောင်းအောင်ပါဗောနေငါ့ကိုဘာမှမမှားတာတော့ငါဘာမှယူမလာမိဘူးဟာမဟုတ်ပါနဲ့ငါမှမီးသွေးကလေးပါတယ်ဟာအဲ့ဒါနဲ့အစီအမောင်ကြည့်လို့လို့ရပါတယ်โอเคလေအဲ့လိုဆိုရင်မြန်မြန်လေးသွားကြတာပေါ့ဒါလုံးနဲ့ဖိုးထုတို့လေခက်သက်သက်လေးနန်းဆက်လျှောက်လာခဲ့လိုက်တယ်အတန်းကြောင်ခီးနဲ့လာခဲ့ပြီးနောက်တရေစာကြီးဆီမှာမြင်ခဲ့တဲ့တော်ကြီးလေးကိုရောက်လာခဲ့ကြတာပါ ခုနမှမင်းလေးအောင်မြင်နေရတယ်ဟာတရေဆိုင်ကြီးဆရာမလေးရှိတော့တယ်ဒါလို့ဆိုငါတို့တရေပုံစံပြောင်းကြတော့မလားโอเคလေပြောင်းကြတာပေါ့အဲ့နောက်တော့ဖိုးထုတို့လည်းအိမ်ကယူလာတဲ့မိသွေးခင်နဲ့တရေပုံစံပြောင်းလိုက်ကြတော့တယ်အကောင်အစင်းနေမလားအင်းအစင်းနေမယ်ဒါလို့နဲ့ဖိုးထုတို့လည်းမင်းလေးအောင်မြင်နေရတဲ့ဘက်ကိုထွက်လာခဲ့လိုက်ကြတယ်မင်းလေးအောင်မြင်နေရတဲ့နာရောက်မှာ တရင်ဆိုင်ဆီယာမကမိဘုံနာမတိုင်းပြီးဆိုင်ရင်နေခဲ့တာပါ။ဟာအမနေမှာတကယ်ပဲရှိနေတယ်။မိဝိုင်းတန်ချောင်းတရင်ဆိုင်ဆီယာမလေးသူ့အဖွဲကိုမြင်သွားခဲ့တာပါ။ဟေးဟိုကလေးတွေပဲဘလို့ဖြစ်ပြီးတော့ဒီကိုထက်ရောက်လာကြတာလေ။ဒီလိုနဲ့ဖိုးထူတို့လေးမိဘုံမိမဝင်ထိုင်လိုက်ကြပြီးဖိုးထူဟာဒီကတော့အမတေးမှာကုညီလေးတောင်းဆရာရှိလို့ရောက်လာခဲ့တာဗျ။ဟင် ဘလို့ကူညီများလဲကလေးတွေရဲ့ဒလို့မတည်မိုက်ဒလို့နဲ့ဖို့တူလဲဝိတူတွေပိတ်မိနေတဲ့ကိုဘမောင်စကောင်အကြောင်းကိုအသေးစိတ်ကအစားပြောပြလိုက်တော့တာဒါဆိုအမကိုဝိတူတွေပိတ်မိနေတဲ့တရေကိုကဲတင်ခိုင်းတာပေါ့နော်ဟုတ်တယ်မတည်မိုက်အဲ့ဒီဝိတူတွေကတရေကိုကဲတင်နိုင်တာလေအမအပြင်မရှိတော့ဘူးဗျအဲ့လိုလားအေးလေတရေကိုကဲရမှာဆိုတော့လေအချင်းချင်းနေဆိုတော့ကူညီပေးရမှာပေါ့အဲ့ဒီစာကိုပေးလေအမဆက်ရေးပေးမယ် ကျေးဇူးပါမင်းအမတေးမိုင်းအဲ့လိုပြောပြီးဖိုးတူကဝတ္ထုစာကိုပေးလိုက်တယ်ရပါတယ်ဒါပေမဲ့အမတေးစာစဉ်းစားပြီးအဆုံးသက်ပေးရမှာဆိုတော့နည်းနည်းတော့အချိန်ပေးဖို့ဟုတ်ကဲ့ရပါတယ်ဗျအမတေးမအဆင်ပြေလို့လုပ်ပါဟုတ်ပြီလေဟိုအမတေးမကျွန်တော်ဟိုရွှေပြည်တဲထဲမှာခဏလောက်ဝင်လို့ရမလားယကျွန်တော်ခီးပန်းပြီးတော့အရင်အချင်းနေလို့ပါရပါတယ်ကွစိတ်ကြိုက်ဝင်ရလို့ရပါတယ်ဒီလိုနဲ့ငပိနဲ့တော့ဘောက တရေလောက်အိဖို့အတွက်ရပ်ပြင်းတဲ့ရင်ကိုဝင်သွားခဲ့တော်ရီမိဝိုင်းနဲ့ပိုးတူကတော့တရေဆိုင်ကြီးဆီယာမနဲ့မိဘုံနာမှာပဲကြံ့ရင်နေခဲ့တာပါပိုးတူနည်းလဲအိတ်ချင်သွားရင်လေငါပဲအမတေရမအောင်အဖော်လုပ်ပေးလိုက်မယ်ရပါတယ်မိဝိုင်းအမတေရမအနောက်ရှက်မဖြစ်အောင်တို့တွေတိတိလေးနေကြတာပေါ့အိမ်နောက်တော့အရာရာတိုင်းကပြန်တဲစိတ်သွားခဲ့တော်ရီတလုံးနဲ့ တင်းအေးဆိုင်ဆီယမကိုထိုက်ဆောင်နေရကမိုးလင်းသွားခဲ့ပြီးဖိုတူနဲ့မိဝိုင်းလည်းမိဘုံသားမှပဲငုတ်တုတ်တိုင်းရင်ကအိပ်ပျော်နေခဲ့ကြတာပါဟာအိပ်ရှင်လိုက်တာခုမှပဲပြီးတော့တော်တယ်ခလေးတို့ရေခလေးတို့တရေဆိုင်ဆီယမခေါနိုးတန်ချာမှဖိုတူတို့လည်းနိုးလာခဲ့ကြတယ်အမတေမဇလန်းကအဆုံးသတ်သွားပြီလားဟိုကိုမောင်ကြီးရောဘလို့ဖြစ်သွားလဲအင်း ကြောက်တဲကြသွားခဲ့ပေမဲ့အောက်မှာရေရှိနေတာဆိုတော့အသက်တော်တည်မသွားခဲ့ပါဘူးအဲ့လိုကနေကိုတောင်းဟင်ရင်မတရားမှုကိုလိုက်ဆောင်ဆိုင်ရင်းနဲ့တရားခံစစ်မှန်ကိုရှာတွေ့သွားခဲ့ပြီးတော့တကြီးလက်သေးကိုအနိုင်ခဲ့တယ်ကွတော်သေးတာပေါ့ဒါဆိုတရားခံစစ်ကဘာတူလဲဟင်တရားခံစစ်ကကိုတောင်းဟင်ရဲ့ဇနီးပါသူဘပြန်နေအောင်ကိုတောင်းဟင်ကတည်သွားတော့ကိုမမောင်သားကိုကောက်ရထားတဲ့ကိုတောင်းဟင်ကအဲ့ဒီဒါနဲ့မိမဖြစ်သူကိုခုတ်ဖို့လုပ်ခဲ့တာအဲ့ဒီမှာခြေချော်လက်ချော်ဖြစ်ပြီး ကိုသားရန်ကအဲ့ဒီဒါနေပြီးအထုခံလည်းရတာပါ။အော်အဲ့လိုကိုဇန်လန်းကအရန်ကိုစိတ်ဝင်စားဖို့ကောင်းလာပြီ။ဒါနဲ့ခုကပမောင်ရောဘယ်ရောက်သွားပြီလဲ။ဟုတ်မှာပါ။မင်းတို့လေးတွေကိုကျေးဇူးတင်စကားပြောချင်လို့ဆိုပြီးမနဲ့တရားစောင့်နေတာ။တရားမညွန်ပြရာကျင်းလိုက်တော့ကိုပမောင်ကပြုံးပြီးသူ့တို့နာကိုရောက်လာခဲ့တာပါ။အဲ့ဒီအချိန်မှာပဲငပိန်နဲ့တုတ်ပေါ်နဲ့အိတ်ချင်မှုတူနဲ့ရွှေပြင်းတဲတွေကထွက်လာတယ်။ဟိုကလေးတွေ ကျုပ်ကိုဝိတုတွေကနေကယ်တင်ပြီလို့ကျေးဇူးတင်ပါတယ်။ကျုပ်အဲ့ဒီဝိတုတွေမှာပြိမိနေတာဆစ်စုံးနေတခုကြာသွားခဲ့ပါပြီ။ကျုပ်ကိုကယ်တင်ပြီးတဲ့အပြင်ကျုပ်နာမည်ပါပြန်ဆယ်ပြီလို့ကျေးဇူးထုတ်တင်ပါတယ်။ဟိုမဟုတ်တာရပါတယ်ဗျ။ကျွန်တော်လည်းဘာမှမလုပ်လိုက်ရပါဘူး။ဒီကမတရားမှာပဲအကုန်လုံးပြီးခဲ့တာပါ။ဟုတ်ကဲ့။ဒီကတရားစာရေးဆရာမကိုလည်းကျေးဇူးထုတ်တင်ပါတယ်ဗျ။ကျုပ်ကိုခွင့်ပြုပါအောင်ဗျ။အဲ့လိုပြောပြီးကိုပေါင်းမောင်နေမြုံမုံတွေလိုပြက်ွယ်သွားခဲ့တော်တယ်။ ို့တို့ဇလန်းကရေးပြီးသွားမလားရေးပြီးသွားပြီတော့ဘွယ်ဒါဆိုဘလို့ဖြစ်သွားလဲပြောပြပါလားနောက်မှပြောပြမင်းအခုအမတေးရမနဲ့အိတ်ဖို့လိုအပ်နေတာဆိုတော့တို့တွေပြန်ကြတာပေါ့ဒီလိုနဲ့ပို့ထူတို့လည်းတင်းအဆိုင်ဆီမှောင်နှုတ်ဆက်လို့အိမ်နေရာကနေထွက်လာခဲလိုက်ကြရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့လေ